မြတ်စွာဘုရားကသဗ္ဗဒါနဓမ္မဒါနဇိနာတိလို့ဟောထားတာရှိတယ်ဓမ္မဒါနကဘာဖြစ်လို့ဒါနထဲမှာအကောင်းဆုံးဖြစ်နေရသလဲလို့ဆိုတာကိုအလေးနဲ့စဉ်းစားကြည့်ပစ္စည်းတစ်ခုကိုလှူလိုက်လို့ရတဲ့ပုံကိုအဲ့ဒီပစ္စည်းကဘလောက်အကျိုးပြုသလဲနော်လှူသူနဲ့ယူသူမှာကိုလှူလိုက်တဲ့ဟာကယူသူအတွက်ဘလောက်အကျိုးပြုသလဲဆိုတာဟာ ဓိကကြအဓိကအမတန်မှကြတယ်အဲ့ဒါဓမ္မဒါနကဆိုပါစို့ဒီဓမ္မဒါနကမြတ်တယ်ဆိုတာဓမ္မကိုလှူလိုက်တဲ့ဖြင့်အဲ့ဒီဓမ္မကိုလက်ခံရရှိသွားတဲ့ပုဂ္ဂိုလ်ကဘလောက်အကျိုးများသွားသလဲဒီပုံမှန်လူတည်ပြီးတော့ဆုံးဖြတ်တာလှူတဲ့ပုဂ္ဂိုလ်အတွက်မဟုတ်ဘူးရတဲ့ပုဂ္ဂိုလ်အတွက်ဆုံးဖြတ်တာဥပမာမယ် စွမ်းလှူတယ်စွမ်းဆိုတာအာလုံးသိတဲ့အတိုင်းတမနဲ့စားပြီးနေ့လည်ကြာစားဖို့လိုအပ်နေသေးတယ်ပမာရီကတော့ထမင်းအသက်9ရက်လို့ပြောတာဒါမသေးတာမသေးတာကိုပြောတာနော်မှန်ပါပါဗျာသို့သောထမင်းထမင်းဆိုတာလူတွေဘယ်နှထပ်စားနေကြလဲတထပ်ထဲနဲ့ဘယ်သူမှမဝအောင်နော်မှန်ပါပါဗျာအနည်းဆုံးနှစ်ထပ်တော့စားရမှာပဲမှန်ပါပါဗျာအဲ့တော့သူ့ရဲ့စောင်းရှောက်မှုဟာ နေတဝက်ဖက်ခံတယ်လို့ပြောအောင်ပါဗောမှန်ပါပါခင်ဗျာသမီးတစ်ခါစားပြီးရင်လူကိုအကျိုးပြုတဲ့နေတဝက်ဖက်အကျိုးပြုမယ်အဲ့တော့သူအကျိုးပြုတဲ့အတိုင်းတာအမတန်နဲတယ်နောက်တစ်ခါအဝတ်တစ်ခုအဝတ်ရဲ့အကျိုးပြုမှုကလည်းပဲလူတွေမှာသမီးနဲ့တော့ပိုတစ်ခုအဝတ်ရဲ့အကျိုးပြုမှုကလည်းပဲလူတွေမှာသမီးနဲ့တော့ပိုတယ်အစာတဲတော့ပိုတယ်သို့တော့ သိပ်ပြီးတော့ရေရှည်အကျိုးမပြုဘူးတလနှစ်လသုံးလပေါ့နော်မှန်ပါဗျာအခုလို့ចောင်းဆောင်ဦးကြီးတွေလှူလိုက်တဲ့အခါကျတော့နှစ်ပေါင်းများစွာအကျိုးပြုတယ်မှန်ပါဗျာဒါကြောင့်မလို့ចောင်းလူကိုမြတ်တယ်လို့ပြောတာဘာဖြစ်လို့တော့ဆိုတော့အလှူခံပုဂ္ဂိုလ်တွေပေါ်မှာအကျိုးပြုတဲ့အတိုင်းအတာမြတ်လို့ကြီးကြီးထွားလို့မြတ်တယ်လို့ပြောတာမှန်ပါဗျာ ဓမ္မဌာနတရားကိုလှူတာကြတော့အလူကံပုဂ္ဂိုလ်ဘလောက်ကျိုးပြုလဲကြည့်ရှင်အတ္တစီကရှင်သာရိပုတ္တရာမထေရကိုရှင်သာရိပုတ္တရာအဲ့ဒီတုန်းကတော့ဥပတိတ်တပြပိုက်ပေါ့မှန်ပါဗျာဘာသာတရားနဲ့ပတ်သက်ပြီးတော့မသိသေးဘူးတရားဓမ္မနဲ့ပတ်သက်ပြီးဝေးနေသေးတယ်ရှင်အတ္တစီကတရားအလှူပေးလိုက်တယ်ရေဓမ္မဟိတုပ္ပဘောတေတံဟိတုံတထာဂတုံအကြောင်းကြောင့်ဖြစ်တဲ့တရားတွေ အကျိုးတရားတွေရဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောပါတယ်လို့ဒီစကားလေးပြောလိုက်တာဟိုအလူခံလဲရတဲ့တရားနာလဲရတဲ့ဥပတိတ်တပြပိုက်ရှင်သာရိပုတ္တရာအလောင်းဘလို့အကျိုးချသွားအကျိုးရသွားတော့ဆိုတော့တော်တော်ဖြစ်သွားတယ်လေမှန်ပါပါဘုရားရှင်အတ္တတိကယဟန္တာဆိုတော့သူကလှူလိုက်ရတဲ့ပုဂ္ဂိုလ်သူ့မှာဘလို့အကျိုးပြုမှာတော့ယဟန္တာဖြစ်နေပြီလေမှန်ပါပါဘုရားသို့တော့အဲ့ဒီတရားကိုလက်ခံလဲရတဲ့ ဥပတိတ်ပြပတ်ရှင်သာရိပုတ္တရာကြတော့ကြည့်လေတောတဗံဖြစ်သွားလဲဆိုတော့နေတဲ့အကျိုးလားမှန်ပါပါဗျာအဲ့တော့လှူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးတဲ့ယူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးများတာဟာပို့ပြီးတော့တန်ဖိုးရှိတယ်လို့ဒီလိုမှတ်တာမှန်ပါပါဗျာဒါကြောင့်မို့သဗ္ဗတဏံဓမ္မတဏံစိဏ္ဍတိလို့ဒီလိုရှုတော့ကလည်းပြောတာနော်မှန်ပါပါဗျာ